အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ထ ිය ောက်တဲ့နေလန်းလေးတစ်ခုကိုပြပြပေးချင်ပါတယ် ဟုတ်ကဲ့ငွေကြေးကြော်မှုနဲ့ပတ်သက်လို့အချိန်ဟုန်နဲ့ပို့ပြီးတော့ကြီးထွားခြင်းနဲ့ပို့ပြီးတော့တိုးဝစေခြင်းနဲ့ဆိုလို့ရှိရင် MS ကလုပ်တဲ့ချိန်မှာတယောက်တည်းရင်းနှီးမနှုံးမှာဟာတို့ပါတယောက်တည်းမဟာဗျူဟာဆိုလို့တိတ်ပြီးတော့ခရက်ခက်စစ်တွေဆွတ်ချုပ်ထွေးတွေခြောက်စင်းစားနေပုံမဟုတ်ပါနဲ့ရိုးရှင်းရှင်းနဲ့တယောက်တည်းနေတဲ့နေလဲနိုင်ရှိတာကိုပြည့်ပြည့်တယ် investment group တော်တော်များများကြံပေးကြတဲ့ event တစ်ခုရှိတယ်။ဒါလည်းဆိုလို့ရှိရင် snowball effect ဖြစ်ပါတယ်။ snowball effect ဆိုတာကတော့ညီမတို့ကစီနင်းလုံးပတ်ရအောင် တောင်ကုန်းတစ်ခုပေါ်ကနေပြီးတော့စီနင်းလုံးတစ်လုံးကိုတောင်အောင်ကိုပြချလိုက်ပြီဆိုတော့ချင်းဆဆချင်းမှာတော့ဒီစီနင်းလုံးကသေးလေးပဲပေါ့နောက်ပိုင်းမှာသူကဒီတောင်အောင်ကိုလိမ့်သွားရင်းနဲ့ခြားစီနင်းတွေကကပ်ပါလာရင်းနဲ့စီနင်းလုံးကပို့ပို့ပြီးတော့ကြီးထွားလာတယ် ောက်တစ်ခုကသူကတောင်အောက်ဘက်ကိုကြောက်နေသူကအရှင်ဟောင်းလည်းပို့ပြီးတော့ညံလေးလေးပေါ့ investment မှာလည်းဒီတိုင်းပါပဲဟိုက investment လုပ်လိုက်လို့ရလာတဲ့အကျိုးမြတ်ကိုသူကထုတ်မဆုံးမနဲ့ investment နဲ့မှာထပ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်ထက်ဝင်လာတဲ့အရင်းအိပ်ပြန်နောက်ထပ်ဒီရလာတဲ့အကျိုးမြတ်တွေရဲ့ထပ်ပွားလာတဲ့အကျိုးမြတ်တွေကိုပေါင်းစုပြီးတော့သူကပို့ပြီးတော့ကြီးထွားပို့ပြီးတော့အရှင်ဟောင်းရလာတဲ့ investment တစ်ခုကျော်ဝတ်မှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော်နမူနာအားဖြင့်ဆိုလို့ရှိရင်တစ်နှစ်ကိုဒေါ်လာ1000ရင်းနှီးမြှုပ်နှံမှုပဲပေါ့လေအဲ့မှာမှဒီအကျိုးမြတ်ကတစ်နှစ်ကို900000ပြန်ရ မယ်ဆိုတော့တစ်နှစ်ကြာတဲ့ချိန်မှာမူလ1000ဥပြင်ခုနရလာတဲ့ဂျူနီယာ900ဆိုတာ1000နဲ့900ရပါမယ်။နှစ်နှစ်ကြာမှာဒေါ်လာ11449ဒေါ်လာဖြစ်လာတယ်။သုံးနှစ်ဆိုလို့ရှိရင်12250ဒေါ်လာဒါဖြစ်လာတယ်။နှစ်ပေါင်း3နှစ်ကြာလို့ရှိရင်ဒါဒေါ်လာ8000ကျော်ပမာဏကိုရရှိမှာဖြစ်ပါတယ်။ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့အများအမ်းပြောပြောနေတဲ့ power compounding တိုးရင်းပေါင်းရဲ့အဆွမ်းအမ်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ investment တစ်ခုခုလုပ်မယ်ပေါ့။ဒါပေမဲ့ကျွန်တော် stock မှာပဲ invest လုပ်သည်ဖြစ်စေအချင်းတွေမှာပဲ invest လုပ်သည်ဖြစ်စေကြားလာတဲ့အကျိုးအမြတ်ကိုထောက်တော့မှာ investment နဲ့မှာထက်ထက်ပြီးတော့ရင်းနှီးမြှောက်နှံမှုဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်းနှီးမြှောက်နှံမှုကကြီးထွားတဲ့ကြီးထွားလာအောင်အချိန်ရတဲ့အကြလာမှာဖြစ်ပါတယ်။ဒီဟာကတကယ်တမ်းကျတော့ investment product မဟုတ်ဘူး။စီးပွားရေးလုပ်ငန်းတွေပြောတယ်ထိရောက်တဲ့မှာပြောတာကခုဖြစ်ပါတယ်။ဘာလို့ဆိုလို့ရှိရင်ဟိုစီးပွားရေးလုပ်ငန်းတစ်ခု လုပ်တယ်။ကိုယ်ကရလာတဲ့အကျိုးမြတ်ကိုကိုယ့်ရဲ့ personal အတွက်ကိုယ့်ရဲ့ family အတွက်ကျွန်တော်ကထောက်သုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စီးပွားရေးပြည့်စုံသလားမဖြစ်တော့ကြီးထွားတဲ့လောက်မကြီးထွားဘဲနဲ့အချိန်တက်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။အဓိကတော့လုပ်ငန်းချဲ့လို့ရတယ်။ရင်းနှီးလဲ ထက်ထက်လို့ရရဲ့သားနဲ့ဘောအရင်ကြီးမထက်ထက်လို့ကျင်အချိန်ရစင်းတော့မရဘူးပေါ့လေအဲ့တော့အရေးကြီးတာကရလာတဲ့အကျိုးမြတ်ကိုဘောကအကုန်လုံးမဟုတ်ရင်တော့မှပဲအထိုက်လျောက်ထပ်ပြီးတော့ရင်းနှီးမနှုတ်မှုဆက်ပြီးလုပ်မယ်ဆိုလို့ရှိရင်ကိုယ်စီဝါရီကပုံတော့မှရှင်းဟုံးတဲ့ group ဖြစ်လာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်